Hello everyone. Brain Fog ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အချိန်တွေကိုဟိုခုံကူလိုက်ဒီခုံကူလိုက်နဲ့ဇလန်းတွေကိုရှုပ်ရှက်ခတ်ပြီးတော့ plot twist တွေများတဲ့ time travel ရုပ်ရှင်တွေပေါ်မှာစိတ်နဲ့တက်တဲ့သူတွေအတွက်ကျွန်တော်အကြိုက်ဆုံး time travel ရုပ်ရှင်၅ခုကို recommend ပေးချင်ပါတယ်။ Matte Project MNX 2015ဒီရုပ်ရှင်က time travel လို့ပြောလိုက်ပြီးဆိုတော့ကျွန်တော်ရဲ့ခေါင်းထဲမှာတန်းပေါ်လာရုပ်ရှင်ပဲ။နာမည်မိနေရတယ်မနေရှာလိုက်ရတယ်။ Crow Trip ဆိုဇလန်းတီလို့ဆို high school ကျောင်းသားလေးတစုက time machine blueprint ကိုစပြီးတွေ့သွားတယ်။အဲအဲ့ဒါနဲ့သူတို့တွေက time machine ကိုဆောက်လိုက်ကြတယ်။ ဖြစ်ချင်တော့အဲ့ဒါကြီးကတကယ်လှုပ်ဖြစ်သွားတယ်ဆိုတော့အတိတ်ကိုပြန်သွားပြီးတော့လှုပ်ချင်တာလှုပ်ပြီးပျော်နေကြတာလော်ဒရီနိုင်နာတို့နော်အမားတွေပြန်ပြင်တာတို့လှုပ်ရင်းနဲ့မှလူငယ်တဘာဝပျော်နေကြတာသူတဖြည်းဖြည်းနားလည်လာတာဒီလိုလှုပ်ချင်နောက်ဆက်တွဲမှာအနေများတဲ့အကျိုးဆက်တွေရှိကြတယ်ဆိုတာပဲဆိုတော့ project admin ကတကယ်ကို underrated ဖြစ်တဲ့ရုပ်ရှင်ကောင်တစ်ခုပဲ found footage တိုင်းမျိုးရိုက်တာတဘောပါဗျာဗီဒီယိုရိုက်မတန်းတင်တာတော့ကျွန်တော်တို့ကကြည့်နေရ သူတို့ကအချိန်နဲ့ပတ်သက်ပြီးတော့ပေါက်ကက်တလွင်လောက်တာတွေအားတွေကိုကိုကိုရာအဲ့မှာရှိနေတယ်လို့မျိုးခံစားချက်ပြရရုပ်ရှင်မျိုးပေါ့နော်အစပိုင်းကတော့နည်းနည်း fun ဖြစ်တယ်ပျော်ဖို့ကောင်းတယ်ကြည့်ရတာပေါက်ကက်လုံနေတယ်ပါတင်မလားနောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ serious ဖြစ်လာတယ် tension တွေမြင့်လာတယ် friendship တွေလည်းတစားတစားပြိုကွဲလာတယ်အဲရုပ်တရက်အပျော်ကားနဲ့အပြက်ဖြစ်သွားတဲ့ပုံစံမျိုးပေါ့ဒီရုပ်ရှင်ကဘာနဲ့သွားလို့လဲဆိုတော့ငါမှ time machine လာရှိရင်ငါနဲ့ငါတငယ်ချင်းနဲ့အခုရုပ်ရှင်မှာပြရတဲ့ပေါက်ကက်တွေလုံမယ်ဆိုတဲ့ပုံစံမျိုးတရားရရနှုတ်တေးကြလို့တွေးမိလိုက်မယ်ဆိုတော့နောက်ဆုံးခန်းက plot twist ရလာအလန်းကြီးပဲ ရှည်ကြီးပဲတည်ကျန်တော့ကိုယ့်ဘာကိုကြည့်လိုက်မပြောပြအောင်ဆိုတကယ်ကို recommend ပေးတဲ့ရုပ်ရှင်ကောင်းတစ်ခုပါ။ Number 2 Back to the Future Trilogy 1980s. BTTF ကတော့လူတိုင်းနှိပါတည်ရအမှန်တမ်းပြောရင်ကျွန်တော်အဲ့ကကြည့်ပြီးမှမကြသေးဘူး။ဆိုအရန်ကောင်းတာရေ။ဆိုအဲ့ခေတ်နေတာ1980ဝန်းကျင်ကရုပ်ရှင်ကဒီလောက်ကောင်းတဲ့ concept ကိုဘလို့အုံနှောင်းနဲ့မြန်ဇလန်တီထွင်လိုက်လဲဆိုတော့အရန်လေးစားဖို့ကောင်းတယ်။ ဇီလန်ဒီလိုစကြောသက်ကောင်လေးမာတီမက်ဖလိုက်ကဒေါက်တာဘရောင်းဆိုတဲ့ scientist တွင်လိုက်တဲ့ time machine ကားနဲ့မတော်တဆ1980နဲ့1950ရောက်တော့အဲ့မှာအတိတ်မှာတခုခုအပြောင်းလဲလောက်လိုက်ပြီဆိုရင်အနာဂတ်မှာအကျိုးသက်ရောက်မှုအကြီးရှိတယ်ဆိုတာသိရမလားပုံမှန်ဆိုအမေဖြစ်သူကအဖေဖြစ်သူနဲ့ကြိုက်ဘူးသူကမွေးလာမှာဒါပေမဲ့အမေဖြစ်သူကအနာဂတ်မှာမွေးလာရင်သူ့သားကိုလာစိတ်ဝင်စားနေရောဇီလန်ကရှုပ်ကုန်1950ဆိုတာသူ့အမေအပြိုရွယ်ရွယ်ရှိနေတာကိုအဲ့တော့မင်းသားကသူ့အဖေနဲ့အမေပြန်ကြိုက်ဖို့အရေးကိုပြန်လည်ဖန်တီးရအောင်နော်မြန်နဲ့မှလုံနေတဲ့ကိစ္စဒါမှသူ့ဆိုတာဖြစ်လာမှာလေနော် ောင်ဆိုတော့အဲ့တော့ဒါတွေကတော့ BTDF trilogy အစပဲရှိသေးတယ်။ So Back to the Future က time travel ရုပ်ရှင်တွေမှာလုံးဝ ghost နဲ့ရှိရကပဲ။ဒီကားသုံးကားလုံးကိုကျွန်တော်ဘာကြောက်ကြိုက်လဲဆိုတော့ fan ရင်းဖြစ်တယ်။အရင်စဉ်းစားတတ်ဖို့လိုမနေဘူးလို့ time paradox ကိစ္စရလည်းအရင် heavy မဖြစ်ဘူးရှုပ်ရှုပ်တွေ့တွေ့ science ကြီးပြပြီးတော့လူတွေကိုအာရုံမနှောက်စေဘူးပေါ့နော်။ဒီကားမှာစွန့်စားခန့်တွေဟာတာတွေပြီးတော့ what if ဆိုတဲ့အဖြစ်အပျက်တွေကိုပေါ့ပေါ့ပပကြည့်လို့ကောင်းတဲ့စကားမျိုးပဲ။နှစ်တွေဘလောက်ပဲကြာကြာဖန်တီးဖူးသမျှရုပ်ရှင်တွေထဲမှာ entertaining အဖြစ်ဆုံးဇလန်းတွေတခုလို့တော့မပြောကြဘူး။ Harry Potter and the Prisoner of Azkaban. So, I'm an MBO Harry Potter, so အားလုံးသိရဲ့လုံးဝ time travel ရုပ်ရှင်ကစစ်စစ်ကြည့်ရဟုတ်မလို့ဒါပေမဲ့ဇလန်ထဲမှာ time travel အခန်းပါတော့အဲ့အခန်းကအခုချိန်ကြီးကျွန်တော်တို့အရန်အရန်မိုက်တယ်ဆိုတော့ညံ့လို့မရ Harry Potter ရဲ့တတိယမြောက်ရုပ်ရှင်ဒီကားထဲမှာ Harry နဲ့ Hermione ကနောက်ဆုံးခန်းမှာ time travel လုပ်ဖို့အတွက် time tuner လို့ခေါ်တဲ့ magic necklace ကိုသုံးခဲ့တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ mission က serious black နဲ့ bug big လို့ခေါ်တဲ့ငှက်လိုလိုမြင်းလိုလို creature ကိုအချိန်စီးကြောင်း timeline ကိုလုံးဝမထိခိုက်စေဖို့နဲ့ကဲတွင်ဖို့အတွက်ပဲပေါ့နော်ဒါရဲ့လုံးဝ pure magic ပဲ ဆိုတော့ Prisoner of Azkaban ကအရှိမှာ Harry Potter ကားနှစ်ခုလုံးထက်လုံးဝ dark ဖြစ်ပြီးတော့ဒီ time travel ဟာပါထည့်ပေါင်းလိုက်တော့လုံးဝကိုမိတ်လို့မရတဲ့ဇာတ်လမ်းတစ်ခုဖြစ်သွား။ဒီမှာဘာကိုအရင်ကြိုက်လဲဆိုတော့အဖြစ်ပြက်တွေအကုန်လုံးကအရာအားလုံးနဲ့ချိတ်ဆက်မှုရှိနေ။ညောင်ကြည့်ပြီးတဲ့သူတွေအကုန်လုံးသိပါလိမ့်မယ်ပေါ့နော်။ ဒီအဖြစ်ပြက်တစ်ခုတည်းကိုမှအခြားရှူတော့အောင်နေမြင်နေရတာဆိုတော့အရှိမနားမလဲတဲ့အရာတွေဘာမှမသိရဲ့ဖြစ်ပြက်တွေကအော်ဒါကြောက်ဖြစ်တာပဲဆိုတော့နားလေသဘောပေါက်သွားစေမှန်တမ်းပြောရင်ပေါ့နော် necklace တွေနဲ့အချိန်နောက်ပြန်သွားတာဟိုလို time machine တွေစောက်တာတက်ဆိုင်ပူလန်းတာတော့ညင်းမမြပါဘူးနော်ခုနကပြောရဲစကားနှစ်ကောက်တော့နည်းနည်းတော့အာနာပြီးရပေါ့ဒါပေမဲ့နောက်ဆုံးပြောမယ့်အရုပ်ရှင်ကတော့ကျွန်တော်အစွဲလမ်းဆုံးရုပ်ရှင်ပဲနော်အဲ့ဒါတော့နောက်မှပြပြမှတ်လေးထဲနဲ့ဒီကားကလုံးဝ mind blowing ပဲဒီကားနဲ့ပတ်သက်ပြီး explain video တွေလည်းအများကြီးပဲဘာလို့လဲဆိုတော့ရ ရှုပ်လို့ ASR အိုက်တယ်လည်းအများကြီးပဲ Back to the Future လို့ပေါ်ပေါ်ပါပါမကြိုက်ပဲအရင်စဉ်းစားခြင်းတဲ့လူတွေအတွက်เนาะဇလန်းကကြည့်ကိုကြည့်တဲ့ဇလန်းတစ်ခုဖြစ်တယ်အဲ तू က Secret Agent တယောက်ရဲ့ဇလန်းကိုတည်တာအဲ့ဒီ Secret Agent ကအချိန်ရဲ့ Season မှုကိုနိုင်နေပြလို့လို့ပို့တင်ယူပြီးတော့အခုလက်ရှိအချိန်ကာလကိုဖျက်ဆီးမဲ့အနာဂတ်ကောင်းတဲ့ရန်ကကာဝယ်ဖို့အတွက်စူးစမ်းရတဲ့ဇလန်းရှင်းတာတော့မသိဘူးเนาะအဲ့လိုရှုပ်နေမှကြိုက်တာပါ နဲ့နေအောင်နည်းနည်းကြံနေတယ်သူက Christopher Nolan ရဲ့ Time Traveler ရုပ်ရှင်ဆိုတာသိတယ်မလားဆိုတော့ဆရာကြီးက No 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 တမန် No Time Traveler ရုပ်ရှင်အရင်ရုပ်ရှင်နဲ့ဒီတက်ပုံရှုံးအောင်လုပ်မယ်နားအဲ့လိုမျိုးဆိုတော့ပုံမှန်အချိန်စီးကြောင်းကအရှိကိုသွားနေဆိုရင်နောက်ပြန်ဆုံးအဲ့လိုနောက်ပြန်ဆုံးနေတာကိုလည်းကျွန်တော်က live diary ကြည့်ရှုခံစားမှာဖြစ်တယ်အစပိုင်းတော့နည်းနည်းရှုံးမယ်ဒါပေမဲ့တဖြည်းဖြည်းကြည့်ရင်လည်း action တွေကလုံးဝအစာကြီးပဲဆိုတော့ fighting တွေကလည်းပြောင်းမြန်တယ်ကားတွေကလည်းပြောင်းမြန်နေမှာနော် ကြည့်ရတာကျွန်တော်တို့အခုမြင်နေရတဲ့ reality ကဘာကြီးက glitch ဖြစ်နေသလိုပဲအဲ့ဒါကြောင့်ကျွန်တော်ထိုင်တဲ့ရုပ်ရှင်ကိုကြိုက်တာသူက time travel story ကိုပဲပြောပြတာမဟုတ်ဘူးသူအဲ့ရုပ်ရှင်ထဲမှာကိုယ်ပါပါဝင်လို့ခံစားအောင်စီးမျောတော့လုပ်ထားတာအရင်မှိုက်ပါတယ်ကြည့်တဲ့နေ့စကားပါရုပ်ရှင်တစ်ခါကြည့်လို့နားမလည်လို့ရှိရင်နှစ်ခေါက်ပြန်ကြည့်လိုက်ပါတော့တစ်ခါကြည့်ပြီးတိုင်းပို့ပို့ကြီးကြိုက်လာလိမ့်မယ်နော်ကဲနောက်ဆုံးတစ်ခုကတော့ကျွန်တော်ရဲ့ favorite ဖြစ်ဆုံး time travel ရုပ်ရှင်ပါပဲ project eminent က sci-fi thriller မျိုးခံစားချက်မျိုးပေးတယ်။ Back to the Future ကိုကြည့်ရအရင်ပြုတ်ကောင်းတယ်။ Family ကြည့်လို့ရတယ်။ Fan ဖြစ်တယ် Harry Potter Prisoner of Azkaban ဆိုလို့ရှိရင် mind blown ဖြစ်တဲ့အရာအထာကြတယ်။ဒါနဲ့ဆိုရင်ကျွန်တော်တို့အုံနောက်ကိုတော်တော်လုတ်ပြီးတော့အရှင်စင်းအလန်းစားရနေ share မိုက်ပဲနော်။ဒါပေမဲ့အခုပြောမယ့်ရုပ်ရှင်ကခုနကပြောရရုပ်ရှင်နဲ့တခုမှမတူဘူး။သူက movie မဟုတ်တဲ့ mini TV series အရင်မရှိဘူးရှစ်ပိုင်းပဲပါ။သူ့ရဲ့ genre က drama, mystery, science fiction, thriller အစုံပါတယ်။ဇာတ်လမ်းနာမည်ကတော့1122 63။ဒီမေကြီးကတင်းတဲ့တော်တူမနေလားဆိုတော့ဟုတ်ပါတယ်။တိတ်ပါ။အဲ့တော့22ရက်17လပိုင်း1963အဲ့ဒီက American သမ္မတ John F Kennedy အသက်ခံရတဲ့နေ့ပဲ။ကျွန်တော်အရ န်ကြိုက်တဲ့မင်းသား James Rand ကိုတရုတ်ဆောင်လာဖြစ်ပါတယ်။ဇလန်ကကျောင်းဆရာတယောက်ကထူးဆန်းတဲ့ border တစ်ခုကိုလူတယောက်အားဖြင့်တီးခွင်ရတယ်။အဲဒီ border ကဒူဝင်လိုက်တိုင်းမှာ1960ကိုပြောင်းပြန်ရောက်သွားတယ်။ဘယ်အချိန်ဝင်ဝင်အဲ့ဒီအချိန်အဲ့ဒီနေရာကိုပဲ ပြန်ရောက်တယ်။အဲ့တော့ကိုကအဲ့ဒီ1960ရဲ့မှာဘလောက်ကြကြနေနေဥမာ10နှစ်နေလို့လက်ရှိကာလကိုပြန်ထွက်ပြီးတော့ပြန်ဝင်လိုက်တိုင်းမှာအဲ့အချိန်1960ကိုပဲ reset အနေထားနဲ့ပြန်ပြန်ရောက်သွားတာ။ပြီးတော့1960မှာပြောင်းလဲခဲ့တဲ့အရာတွေအကုန်လုံးကလက်ရှိကာလမှာတက်ရောက်မှုရှိတယ်။နောက်ပြီးတော့တကယ်အပြင်လောကတကယ်အဖြစ်ပြက်မှာ American President John F Kennedy က sniper နဲ့အပြင်မှာလှုပ်ချန်ခံရတယ်သိရမလား။အဲ့ဒါကိုဇလန်ထဲမှာမင်းသားကအဲ့အချိန်ကိုပြန်သွားပြီးတော့ president ကိုပြန်သွားခဲ့ရမှာ။ဒါသူ့ရဲ့ mission ပဲ။ နာဂတ်မှာနေတဲ့သူကလူသက်သမားကိုကြိုသိပြီလေတော့ကြိုသက်လိုက်အောင်မဟုတ်လားလို့ပြောရင်ပြင်တော့မလွယ်နေဘူး။ဘာလို့လဲဆိုတော့တကယ်အပြင်လောကမှာလည်းဒီကိစ္စကလုံးဝ conspiracy ဖြစ်နေ။တတ်တဲ့သူကိုမိပေမဲ့နောက်ကွယ်မှာကြိုးကန်နေတဲ့သူကဘသူလဲဆိုတာအခုတည်းအငင်းပွားဝဲကကိစ္စဖြစ်နေတော့မှာ။အဲ့တော့မင်းသားကဒါကိုဖြေရှင်းနိုင်မလားဆိုတော့ဒီ mission ကအောင်မြင်မလားကြာရှုံးမလားဆိုတော့ဇလန်ကိုပဲကြည့်လိုက်ပါ။ဂျာမန် drama တွေကလည်း share ပဲ။ဒီက Stephen King ရဲ့ What to ကိုရိုက်ထားတာ။အခြားရုပ်ရှင်တွေလို time machine တွေဘာတွေ CGI budget အကြီးကြီးမားလည်းမတုံလာဘူး။လုံးဝရိုးရိုးလေးနဲ့ ြည်လေကြည်လေစိတ်ဝင်စားဖို့ကောင်းလေပဲကျွန်တော်အပေါ်မပြောဒီကားရဲ့နောက်ဆုံးကန်းကလုံးဝမြည်ရအောင်ဝဲရပါတော့။ရုပ်ရှင်ကလည်း drama ပါတော့။တရနေရလောက်ကအဲ့ကားကြောင့်မှကျွန်တော်ထိုင်ပြီးစဉ်းစားတာ။တကယ်စဉ်းစားတယ်။ America ရဲ့1960ဆိုတဲ့ခေတ်ကလာလေတော့တရောစဉ်တွေ့သွားစေတယ်။အရန်ကောင်းတဲ့ series ပါ။ကြည့်ပြီးသားရဲ့ comment တွေမှာပြန်လာခဲ့။ကျွန်တော်ဘယ်လိုခံစားလဲဆိုတော့ပြန်လာပြောပြ။ကျွန်တော်သိချင်တော့တကယ်သိချင်တော့ပေါ်ဆိုကျွန်တော်ကြိုက်တာဟုတ်ကဲ့။ကဲဆိုတော့ဒါပါပဲ။ဒီရုပ်ရှင်ငါကတော့ကျွန်တော်ရွေးချယ်ထားတဲ့အကြိုက်ဆုံး time travel ရုပ်ရှင်ငါကဖြစ်ပါတယ်။အာကျွန်တော်မကြည့်ရသေးတဲ့နာမည်ကြီးရုပ်ရှင် time travel ရုပ်ရှင်တွေလည်းအမ များရှိပါတယ်။ The brother တော့ကိုကြိုက်တဲ့ time travelation တွေရှိလားရှိခင်ကိုရဲ့ favorite လေးတစ်ခုခုကို comment ထဲမှာ share လုပ်ပေးခဲ့ကြပါဦး။နောက်တော့မှတွေ့ကြမယ်။